အမှုပညာဆိုတာကတော့နှစ်အကြာကြီးခံအောင်လုပ်တဲ့ဟာကတော့ပိုပြီးကောင်းတယ်ထင်တာပဲဟုတ်ကဲ့ဟုတ်ကဲ့ဟိုအကြောင်းအရာကတော့ခုနပြောသလိုပဲပေါ့အဲဝီလာမယ်လိုဒီပေးတော့အကျွန်တော်နားထောင်နားထောင်ပြီးတော့ကျွန်တော်တချင်းကောင်းစင်ရလို့အဲ့လိုမျိုးအရင်ကစိတ်အချင်ပေါက်တယ်သိလားဒါဆိုအမှုပညာသမားဆိုတော့ကျွန်တော်ကတော့အမှုပညာသမားဆစ်စစ်တော့မဟုတ် ဟိုကျွန်တော်ကျွန်တော်ကိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะအနုပညာသမားဆိုတာကလူအများကြီးလူတို့ပေါ့ကြီးကြီးတယ်ပြောရအောင်เนาะပြောကျင်တဲ့စကားတွေကိုပြောပေးရမှာတာဝန်ရှိကျွန်တော်လည်းမအရန်ပြောကျင်တာဆိုတာမျက်စိရန်နောက်ကျွန်တော်လိုရဲ့မျက်စိနောက်နေလူတွေလည်းအများကြီးရှိအဲ့တော့ကျွန်တော်အဲ့ပြောကျင်တယ်ဆိုတော့ဝီလာကလည်းသူကဟိုတချင်းဟိုအလိုစတိုင်ယာပေါ့เนาะတယောစားလူရေးရညမှာသူကလည်းကျွမ်းတဲ့လူဆိုတော့โอเคကြာဝ30လူဆိုပြီးကျုံးမယ်ဒီလူတော့တောင်းရပေါင်းလိုက်တော့စင်မဲ့ဘူးဟေး ကျွန်တော်ဝေလဇိုင်တာအခွေထွက်တုန်းကရေဒီယိုဘားမှာတင်တယ်။အဲနောက်ဆုံးပေါ့နော်။အဲကျွန်တော်လည်းအာရုံနောက်သွားတာ။အဲ့တော့ကျွန်တော်တချင်းနှစ်ပုတ်ပါတယ်။အဲ့တော့သွားတယ်အခွေမိတ်ဆက်တယ်။ဒါမဲ့ကျွန်တော်တချင်းနှစ်ပုတ်ပါတာကိုကျွန်တော်ဘယ်သူမှအင်တာမပြူဘူးဗျ။တက္ကသိုလ်တက်တဲ့အချိန်2000ဝန်းကျင်ပေါ့။အဲ့ချိန်မှာကျွန်တော်အီမေဂျာဆိုတော့အောင်ပြောရတယ်အီမေဂျာ။ မှအောင်ပြိုးနဲ့တွေ့ရယ်ကျွန်တော်အဓိကတော့ကျွန်တော်ဘာဝနာပါတာစာရေးတာစာရေးကြပြားရေးပေါ့နော်ဟိုတရားမျိုးတွေတို့မိကူရဲတို့ကိုဖြစ်ချင်တဲ့ဟာပေါ့နော်ဒါပေမဲ့အောင်ပြိုးနဲ့တွေ့တော့အဲသူကတော့တချင်းကြီးလုံနေတာပေါ့အဲ့ရနေမှာတဆင်းဘင်းအောင်ရောက်ရောက်တော့မှာဝေလာအောင်ချက်တွေ့ဘာပြောပြောသူတို့စီမှာကျတော့ melody တွေကအများကြီးလေ သူတို့မြောက်တော့ဆရာကြီးတွေဒါပေမဲ့ကျွန်တော်မှာကြောလေကျွန်တော်အဲ့လိုမျိုးဟို professional ရေးရတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်အဲ့လိုကဗျာတို့စာတို့ရေးရအများကြီးဆိုကျွန်တော်မှာကြောက်တယ်အကြောင်းအရာတွေအများကြီးအဲ့တော့အာမင်းရေးပါလားအဲမလို့ရေးပေးပြီးတော့အာနဲ့ okay ဆိုပြီးတော့ရေးကြည့်မယ်ဆိုရေးရင်းနဲ့မှတကယ်ချင်းတွေလည်းဖြစ်တော့အာနဲ့ကျွန်တော်ကအဲ့လိုမျိုးတချင်းရေးပြတော့ဟုတ်ကဲ့မဟုတ်ပုံမှန်အပြင်တော့ဟိုအကြောင်းအရာနဲ့စာသားဟာ တရားရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်ညီပါကျွန်တော်ကကျွန်တော်စဉ်းစားတယ်ကျွန်တော်ရေးတယ်ရေနှုန်းကဆိုတော့စာရေးလုံးကတော့ပိုပြီး sensitive ဖြစ်တာပေါ့ဘာလို့ကျွန်တော်ကစာသားတည်တန့်တာဝန်ယူရတဲ့ကျွန်တော်စကားလုံးနေဆို EOD ရတော့ကျွန်တော်အပြောင်းမခံဘူးအဲ့လိုကအများကြီးတော့မရှိဘူးပြဥမာထားပါတော့ဟိုဟိုအောင်ပြိုးမှာအတိတ်လမ်းမှာဆိုလို့ရှိရင် तू ကတော့ तू ကတချင်းမလူကြီးပြင် तू ကအင်္ဂလိပ်လူကြီးဆိုပြီးတော့ပြရဗာဒီမန်းတော့မသိဘူးအဲ့အမှလို့ तू လည်း why why ဆိုတာမျိုးပါတယ်ဗျာ အဲ့စလုံးတစ်လုံးကိုပဲကျွန်တော်စဉ်းစားတာ why ဆိုငါဘာကြောင့်ဆိုတာမျိုးပြောရင်ကောင်းမလဲပေါ့အဲ့ဒါနဲ့ဒီလိုအတိတ်လမ်းသချင်းဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်အဲ့လိုမျိုးဆက်ပြီးတော့စဉ်းစားလိုက်တာပေါ့ဒါပေမဲ့အကြောင်းအရာအလိုမျိုးဟိုသူတို့တချို့ဟာဒီမှာဆိုသူတို့အဲ့လိုပါစေခြင်းနဲ့ဟာမျိုးလေးရှိရောနော်ဒါပေမဲ့ပုံမှန်အားဖြင့်တော့မဲတော့နေပါဟုတ်အဲ့ဒါလည်းဒီအဲ့ချိန်တော့တော့အောင်ပြိုးတို့ကြောက်မှာပေါ့နော်ကြောက်မှာတငယ်ချင်းတွေအာမျိုးပြီးတော့အဲ့လိုသချင်းတွေလုံနေတဲ့အချိန်ဝေးလာလို့လည်းရှိရောနော် အဲမနေ့အစိုးရတချင်းရေးပြင်တော့ပုံမှန်အားဖြင့်တော့အဲ့လိုမနေ့အစိုးပိုင်းရေးရတော့ပို့ပြီးတော့ကောင်းနေပါတော့အဲဒါပေမဲ့ဟိုအစိုးရရေးရဆိုပေမဲ့တချင်းရတော့လိုမျိုးကောင်းတဲ့အကြောင်းရတော့မဟုတ်ဘူးဒါပေမဲ့လိုမျိုးအဲ့ချိန်မှာရရဲ့အာယုံနဲ့အတွေးတွေလိုပုံရိပ်တွေကအရမ်းမိုက်တယ်လိုမျိုးပေါ့နော်အဲ့ဒါသူ့ရဲ့မယ်လိုဒီလေးကိုကျွန်တော်ရေးတာအများကြီးမကြောက်ဘူးပြအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ထင်တာတော့နေ့တစ်ပိုင်းလောက်ပဲကြာတယ်ပိုင်ဆိုင်ကလည်းကဘယ်ချိန်တန်တော့ ဒီတော့ကကျွန်တော်တို့ငငယ်ကတင်ခဲ့ရတဲ့စာ The Last Sleep ပေါ့နော်အဲ့ဒီအเจ้าရလေးနဲ့လဲတွားပြီးတော့တူတော့အမှန်တော့ကျွန်တော်ရေးတော့အဲ့လိုအဲ့လိုနဲ့ရေးရမို့ပါဆိုတော့အเจ้าတကားအပြင်ကနေကြည့်ရလို့ရှိရင်အဲ့လိုတစ်ပင်တွေရရှိရလေအเจ้าပတ်ဝန်းကျင်မှာလဲအဲ့တော့ကစုံငင်းอยู่တဲ့အဲ့ချိန်တော့မနက်ပိုင်းစောင်းတွင်တုံ့မို့မိုးရင်းဖြစ်မှတင်တယ်ရမ်းမိုက်အဲ့ချိန်မှာအဲ့လိုမျိုးအဲ့လိုတွေးပြီးတော့စဉ်းစားပြီးတော့ရေးလိုက်တာပေါ့နော်ရေးနေဒါကတော့ကျွန်တော်အရင်ကဖတ်ဘူးရဲ့ ဲ the last leap ဆိုတဲ့အကြောင်းအရာလေးဝတ္ထုလေးနဲ့လည်းတွားပြီးတော့တူဝတ္ထုတူလေးပေါ့နော်တူတာဆိုတော့ဘာပြောကိုလည်းကြိုက်တယ်လေမိုက်တာပေါ့ကျွန်တော်မှလည်းမျိုးစပြီးပြင်ဆင်နေသလိုချင်းကျွန်တော်စီကို melody တခုရောက်လာပြီဆိုရင်အာကျွန်တော်ကနားထောင်နေနားနားထောင်ပြီးလို့ရှိရင်ဒီသချင်းအကြောင်းအရာကဒီ melody oh sorry ဒီ melody ကဒီအကြောင်းအရာနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ကျွန်တော်တွေးရတွေးပြီးလို့ရှိရင်သူတို့ရောအရင်ပြောတယ်ငါဒီအကြောင်းအရာရေးမယ် ာโอเคဆိုပြီးအဲ့ချက်ညာကျွန်တော်စပြီးရေးတာဟုတ်ကျွန်တော်တချင်းရေးတော့တော်တော်များများကအဲကျွန်တော်ကဒီအခြေခံလူရန်စားထဲမှာပဲနေရာဆိုတော့အခြေအကြောင်းဖြစ်စီပေါ့နော်အောင်ဖြိုးရဲ့ဘီယာဆိုင်မှာတော့အဲ့တချင်းနာမည်ကဘီယာဆိုင်နဲ့တမီအဲ့ဆိုလေကျွန်တော်တကယ်ချင်းအကြောင်းကိုကျွန်တော်ရေးတာအဲ့လိုမျိုးကျွန်တော်ဂျုံခဲ့ရဲ့ကျွန်တော်ဖြတ်တန်းခဲ့ရဲ့ကျွန်တော်ကစာရေးစရာဖြစ်ချင်တာအဲ့တော့အဲ့လိုအကြောင်းအရာရေးတယ်ပြီးတချင်းတစ်ပုတ်ကျွန်တော်တကယ်လို့မရေးပြခဲ့တော့ဘူး မရေးတော့ဘူးဆိုလဲနောက်နှစ်အကြာကြီးကြာတဲ့ပြန်နာထောင်လိုက်လို့ရှိရင်အငါဒီသင်းရေးခဲ့တာမိုက်သားပဲဆိုရဲအဲ့လိုဂုံယုံစရာဖြစ်အောင်ကျွန်တော်အမြဲတမ်းကြိုးစားတယ်အဲ့တော့ထားလိုက်ပါတော့မှ connection ကျခြင်းဆိုလို့ရှိရင်ကျပြီလीဒါပေမဲ့ခုချိန်ပြန်နာထောင်လဲဒီခင်းလည်းအကိုက်ညင်နေမှာပဲနောက်တစ်ချိန်လည်းအကိုက်ညင်နေမှာပဲခုတရားဘူး30လေးလွန်ခဲ့တဲ့တစ်နှစ်လောက်ကရေးပြီးတော့အခုမှထွက်တာဒါပေမဲ့ဒါပေမဲ့နောက် အနည်းဆုံး10စုနှစ်တခုလောက်လဲအဲ့ရဆက်ဖြစ်နေမှာဒါကျွန်တော်ဘက်ကကြိုးစားအထောက်ဖို့ပေါ့နောက်တစ်ချိန်ကြာကြီးပြန်ကြည့်လိုက်လို့ရှိရင်လည်းโอเคငါလုခဲ့ရရင်မိုက်တယ်ပေါ့ငငယ်လေးဖြစ်စီလူမြင်လဲဆိုတော့မှန်ငယ်ရောဗျာဟိုဘယ်လိုပြောရမလဲလူတွေကဟိုအရန်စိတ်ညစ်ပြီးတော့ ဟိုပြောပြစိတ်ကြောက်ပေါက်ရှာနေကြတာစိတ်ကြောက်ပေါက်ရှာပြီးတော့အဲ့တော့နည်းနည်းပေါ့ပေါ့ပါပါနဲ့ပြောစရာကောင်းတာဟိုပဲလူအများစုကစိတ်ဝင်စားနေအားပေးပြီးတော့အဲ့လိုမျိုးတွေပဲလုပ်နေကြလို့ကျွန်တော်ထင်တာပဲအဲ့တော့တခါတလေတော့အများရမဟုတ်ရင်တော့မနော်စီဝါရှာရလဲရှာတော့ပစံရှာရလဲရှာတော့ဒါမဲ့အဲ့လိုမျိုးပေါ့နှစ်အကြာကြီးကြံမဲ့အမှုပညာတွေနောက်တစ်ချိန်ပြန်ကြည့်လဲအာမိုက်တယ်ကွာလို့ ြောလို့ရမယ်အမှုပညာအလုပ်တွေပြီးရင်ကျွန်တော်ခုနပြောလို့လူတွေပြောတင်နေတဲ့အကြောင်းအရာတို့စကလုံးတို့အဲ့ဒါမျိုးဟိုအမှုပညာသမားတယောက်အနေနဲ့ဆိုရင်တော့စင်မွားနေပေါ့ကြောပြပေးရမယ်တာဝန်ရှိရလို့ကျွန်တော်ကထင်တာပဲကြောမပြနိုင်ရင်စင်မွားမှာမတက်လို့အစိမ့်တော့မနာပါဘူးဘာလို့အကျွန်တော်ကတကယ်လို့ဒါအခြေစုံပြည့်ဝင်လာလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့ဟိုအမှုပညာလောကဆိုတာလေဟို คุณน่ะโหညံကောင်းတဲ့လူတွေများတာဟုတ်ညာတော့ညံကောင်းတဲ့လူတွေပဲเนาะအဲ့ကျတော့အဲ့လူတွေနဲ့လို့ပတ်သက်ကြမယ်ဒါကျွန်တော်အဲ့လိုမျိုးပေါ့ဟိုအောက်ကျွားမဲ့ဟာကြီးရှိရဲအဲပြီးလို့ရှိရင်ခုနပြောလိုပတ်စံကိစ္စရင်းနဲ့ပတ်လုပ်ချင်မဲ့လိုရမဲ့ဟာကြီးရှိရဲမှာတတိယပိုင်းတော့အဲ့တော့အဲ့ကြလို့ရှိရင်ကျွန်တော်စိတ်နာကောင်းစိတ်နာနိုင်အခုကကျွန်တော်ကျွန်တော်ကကျွန်တော်အလုပ်လုပ်တယ်ဒါအမှုပညာအလုပ်ကိုကျွန်တော်မိုက်တယ်လို့ထင်တာကျွန်တော်လုပ်တယ် အဲ့တော့သူတို့ဘာလုပ်လို့လဲကျွန်တော်ဂျင်နာမှာဘာမှတိတ်မရှိဘူးကျွန်တော်ဆိုလည်းအဲ့လိုပဲပေါ့ဟိုစိတ်နာစရာကိစ္စရရှိတယ်ဒါပေမဲ့မနာဘူးကျွန်တော်အေးစေပဲဘာလို့အဲ့ဒါနဲ့ကျွန်တော်ပတ်စံရှာစားတယ်မဟုတ်ဘူးကွာအဲ့ဒါကြောင့်ဟုတ်နင်တို့နေတော့ပေါ့အဲတခါကျရင်တော့အဲ့လိုမျိုးမလုပ်တော့ဘူးလို့ငွေရလည်းတိတ်မလုပ်ပါဘူးအဲ့လိုအလုံးဝမလုပ်တော့ဘူးလို့စဉ်းစားဖြစ်တာလည်းရှိတယ်ခါကျတော့လည်းကိုယ်သချင်းလေးပြန်ကြားတာတို့ပြန်နားထောင်ဖြစ်တာတို့ဆိုလို့ရှိရင်ဟောအဲ့လိုသချင်းလေးတွေတော့ ပြန်လှုပ်ချင်တယ်ဆိုလည်းစိတ်မျိုးပေါ်လာလည်းရှိတယ်ဒါပေမဲ့အခုကတော့အရင်ကြီးတော့စိတ်ဆန္ဒအတိတ်တော့မရှိတော့ပါဘူးအဲ့လှုပ်ဖြစ်မယ်ဆိုရင်ကျွန်တော်ကဟိုပြောပြရမယ်ကျွန်တော်တခြင်းရလည်းနဲတာဒါပေမဲ့နဲရမယ်ကျွန်တော်ခေါင်းစဉ်အခု10ခုလောက်ကိုရွှေ့ပြလိုက်လို့ရှိရင်ကျွန်တော်ခုနပြောလို့ပေါ့စေစင်းနဲ့နှစ်စု၃စုလောက်ခံမဲ့တခြင်းတွေရှိရဗျာအကျွန်တော်တို့ကကျွန်တော်လူလူတယောက်အတွက်နေဆိုရင်တော့တန်သွားအဲကျွန်တော်အဲ့လိုမျိုး လူရှေ့ထွက်တာလည်းတိတ်ပြီးတော့လူလူပြောမှာတိတ်စိတ်မပါဘူးเนาะနောက်တစ်ခုကကျွန်တော်ဝေလဇာတိအခွေထွက်တော့ကရေဒီယိုဘားမှာတင်တယ်အဲနောက်ဆုံးပေါ့เนาะအဲကျွန်တော်လည်းအာရုံနောက်သွားတာအဲ့တော့ကျွန်တော်တချင်းနှစ်ပုတ်ပါအဲ့တော့သွားတယ်အခွေမိတ်ဆက်တယ်ဒါပေမဲ့ကျွန်တော်တချင်းနှစ်ပုတ်ပါတာကိုကျွန်တော်ဘယ်သူမှအင်တာမပြူဘူးဗျ ျွန်တော်ဘေးနားမှာရှိတဲ့ကျန်တဲ့ celebrity တွေပဲအဲ့လိုမိုက်တင်လိုက်ထိုးနေဟိုအဲ့အချိန်တုန်းကတော့ကိုယ်ကလည်းနည်းနည်းလေးပေါ့အဲ့ကိုယ်တချင်းမေးခဲ့ရင်ဘာညာဆိုပြီးတော့အဲ့လိုစိတ်ကူးထားတာရှိဒါပေမဲ့အဲ့လိုအချိန်မှာတော့မမေးမအောင်ကျွန်တဲ့ချိန်ဘာလုပ်မအောင်ဟိုငိုရရကျွန်တော်အဲ့လိုအဲ့လိုမသွားချင်ပါဘူးဆိုမှအဲ့လိုဖြစ်ပြီးတော့တော်ပါကြီးသိမလားဘာလို့စာရိတ္တအခွေမိတ်ဆက်ပွဲကျွန်တော်တချင်းနှစ်ပုတ်ပါတယ်ဒါတော့မှကျွန်တော်ဘာမှမမေးဘူးဗျာအခုကတော့ အခုကတော့ကျွန်တော်ဘယ်လိုမြင်လဲတော့ပြောစရာမလိုပါဘူးအခုအကုန်လုံးလည်းတည်နေကြတာပဲအကုန်လုံးတည်ပြီးတော့အကုန်လုံးမပြောဖြစ်တာပဲရှိရတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ပြောလို့ရပြောခွင့်ရလို့ရှိရင်ဟိုတချင်းနဲ့ဖြစ်စီစာနဲ့ဖြစ်စီကြပြာနဲ့ဖြစ်စီကျွန်တော်ကတော့ပြောနေမှာပဲအဲ့လောက်ပါပဲဘာမှတော့မြန်မာစကားပြောစရာမရှိပါဘူးကျွန်တော်တရားဝန်30လေးမှာတချို့စာသားတွေပါပါတယ်ဟုတ်ကဲ့ပါဘာပြော ဒီလိုဟိုတချင်းတွေကိုကြိုက်တယ်ဆိုတာကအရင်တော့ပြောခဲ့ဘူးဒီလိုပေါ့တချင်းတွေကိုကြိုက်တယ်ဆိုတာကောင်းတာပဲလေသိမလားအဲ့တော့ဟိုတချင်းတွေတချင်းကောင်းကောင်းတွေနားထောင်နဲ့နားထောင်နိုင်တဲ့ပြည့်တက်တွေအများကြီးရှိပါသေးအမှုပညာကောင်းကောင်းမွန်မွန်တွေလုံနိုင်တဲ့ဟိုအမှုပညာရှင်တွေလည်းအများကြီးဆက်ပြီးတော့ရှိပါသေးတယ်သူတို့လည်းကောင်းကောင်းမွန်မွန်နဲ့ ချိန်ကြာကြီးရေရှည်ရက်တီရှင်းသင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ကဲ့